ကျွန်တော်စခဲ့တော့ဟာဆိုလို့ရှိရင်ဘယ်သူမှကျွန်တော်ကိုဟိုဒီလောက်ထိဖြစ်လာလိမ့်မယ်လို့မထင်သာဘူးပေါ့နော်တော်တော်များများအဲကျွန်တော်အတိတ်တွေတော်တော်များများလည်းတားကြတယ်မင်းဒီဟာကဝါသနာရပဲလုံးလို့ကောင်းတယ်စီးပွားပြည့်လုံးလို့မကောင်းဘူးဘာလို့လဲဆိုတော့ဒီခေတ်ကာလနဲ့ဟိုဒီလုပ်ငန်းဆိုတာဘယ်လိုမှမအပ်စက်ဘူးပေါ့နော်ကျွန်တော်ရောင်းနေတဲ့ဒီပစ္စည်းတွေကပြောရရင်ဟိုပတ်စံရှိရဲ့ပတ်စံပိုနေတဲ့သူတွေပဲတုံးကြတာများတယ်ဗျာအဲ့တော့ဒီလိုမျိုး အချိန်တွေမှာဟိုဒီကန်နေရောင်းတာကျွန်တော်ဟိုယူတာပဲပေါ့နော်အဲ့လိုဒါတွေလောက်တာဘာလို့အဲ့လိုမျိုးတွေလောက်မှာလဲတခြားဒီဝင်ငွေကောင်းတဲ့အလုပ်ထူးလောက်ပါလားပေါ့ဒါပေမဲ့ကျွန်တော်ကဝါသနာပါလားဒီဟာတွေဖြစ်နေတာအဲ့တော့ဒီဟာကိုပဲကျွန်တော်လုပ်တယ်ကျွန်တော်အဲသူတို့ပြောသလိုပဲကျွန်တော်အဆင်မပြေတဲ့ကာလတွေအများကြီးဖြတ်ကျော်ခဲ့ရတယ်ဟိုကြားထဲမှာအဲ့လိုမျိုးပေါ့သမင်းနဲ့စားဖို့ဒီဟင်းဟင်းဝယ်ဖို့အတွက်ပတ်သက်မရှိတဲ့အချိန်တွေပေါ့နော်သမင်းစားဖို့အတွက်ဒီဟင်းမရှိတဲ့အချိန်တွေတွေကိုအများကြီးကြုံခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုး ်မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရယ်စိတ်ရှိတဲ့အတွက်ကျွန်တော်ဘလို့ချွေနေပဲကြုံလာကြုံလာကျွန်တော်ရအောင်ကျွန်တော်ဖြတ်ကျော်တယ်ပြီးလို့ရှိရင်ကျွန်တော်အကောင်းဆုံးကြိုးစားတယ်အဲ့တော့အခုအချိန်ဒီမှာဆိုလို့ရှိရင်တော့ပြောရရင်စခဲ့တော့အချိန်နေနဲ့အခုအချိန်နေနဲ့ဆိုရင်တော်တော်ကွာသွားပြီတော်တော်များအခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာပြီးတော့ customer အတားတွေရှိတယ်ကိုယ်စဲရဲ့ဒီ secure idea အတိုင်းလုပ်ပေးပါကိုယ်စဲဆိုရင်ကိုယ်စဲလက်ရဆိုရင်ယုံနေဆိုရဲ customer တွေလည်းအများကြီးရှိပါတယ် အခုနောက်ပိုင်းဆိုလို့ရှိရင်ဟိုတယ်တွေဘားတွေမှာပဲအဓိကတော်တော်များကျွန်တော်ကိုလာပြီးတော့အကြတာများပါတယ်ဒီလိုအသေးလေးတွေကန်အသေးလေးတွေကြားလို့ရှိရင်ကျွန်တော်ကျွန်တော်က customize လုပ်ပေးတာရှိသလိုကျွန်တော်ဒီ install ထားပြီးတော့ကျွန်တော်ဒီမှာပဲပြပြီးတော့ကျွန်တော်ရောင်းပေးတာလည်းရှိပါတယ်ကျွန်တော်နာမည်ကကိုဇွဲပါခင်ဗျအဲကျွန်တော်ကဒီအကွာဂါဒန်ရဲ့ founder ပါကျွန်တော်အသက်26ရှိပါပြီကျွန်တော်ဒီလုပ်ငန်းကိုကျွန်တော် အသက်20လောက်ကနေစပြီးတော့ဝါသနာပါပြီးတော့လှုပ်ဖြစ်ခဲ့ရပါအကွာဂါဒန်ဆိုရင်ကျွန်တော်တို့ကဒီအကွာဂါဒန်ဆိုတဲ့ဆိုင်လေးမှာဒီရေအောက်အပင်ကန်နေပြီးတော့ရေတကုန်ကန်နေဒီလိုအသေးလေးတွေကနေစပြီးတော့ကျွန်တော်တို့ဒီနေရန်အပြည့်အကြီးတွေထိဒီလှုပ်ပေးတဲ့ service လေးတွေရှိတယ်အဲ့လိုဝန်ဆောင်မှုလေးတွေလည်းရှိပါတယ်ဗျကျွန်တော်ကိုဗစ်ကာလ2019လောက်ကနေစပြီးတော့ဒီအခုချိန်ထိပေါ့2019လောက်ကနေအခုချိန်ထိစပြီးတော့ဒီအရောပဲကျွန်တော်ဝါသနာပါလို့စပြီးတော့လုပ်ခဲ့တာပါ ဟိုစလို့တော့တော့ကျွန်တော်ငားမွေးမယ်ဆိုပြီးတော့ငားစားပြီးတော့မွေးခဲ့တာနောက်ပိုင်းကျတော့ကျွန်တော်ဒီ Facebook group တွေထဲမှာဒီအပင်လေးတွေ site ထားတာတွေ့တော့ရေရောအပင်ကန်လေးတွေလုံးလို့ရပါလားဆိုတော့တိတော်ပြီးတော့ဒီအပင်လေးတွေဝယ်ပြီးတော့ကျွန်တော်နေမှာပဲကျွန်တော်ဆန်းပြီးတော့မှာကြည့်တယ်နောက်ကျကျွန်တော်နေမှာရှိရဲ့ကုန်ချန်လေးတွေနဲ့ပြန်ပြီးတော့ကျွန်တော်ရဲ့ဝါသနာအရကျွန်တော် တခုခုဆိုရင်ဖန်တီးကြည့်နေတာဖြစ်တဲ့အတွက်အဲ့ဒါလေးတွေကိုကျွန်တော်ရှောက်ပြီးတော့ဖန်တီးကြည့်တယ်အဲ့ဒါလေးအစင်ပြေတာလေးတွေကိုနောက်ကျတော့ ဒီ line board ကနေကျွန်တော်လက်ရလေးတွေကိုတင်ကြည့်တယ်ပေါ့เนาะအဲ့မှာကြိုက်တဲ့သူတွေကနောက်ပိုင်းကျွန်တော်ဒီကနေပြန်ပြီးတော့မှာကြတယ်ဝယ်ကြတယ်အဲ့ရနေစပြီးတော့ aqua garden ဆိုပြီးတော့ကျွန်တော်ဖြစ်လာတာပါအဲအခုဆိုလို့ရှိရင်ကျွန်တော်ဒီပြန်ပြီးတော့ကျွန်တော်လိုဝါသနာပါတဲ့သူတွေနောက်ပြီးတော့ဒီလိုမျိုးစီးပွားရေးဖြစ်ဖြစ်ပေါ့เนาะဒါဟိုဝါသနာပါလို့ပဲဖြစ်ဖြစ်ဒီဒီဟာလေးနဲ့ပတ်သက်ပြီးတော့ထိတွေ့ကျင်တဲ့သူတွေကိုယ်တိုင်ဖန်တီးကျင်တဲ့သူတွေအတွက်ကိုကျွန်တော်ကပြန်ပြီးတော့အဲ့လိုတင်တန်းလေးတွေတို့ဟို နောက်ပြီးတော့ဒီ online class လေးတွေကိုကျွန်တော်ပြန်ပြီးတော့ဖွင့်ပေးထားပါတယ်ကျွန်တော်စားခဲ့တုန်းကကျတော့ဒီသင်ပေးတဲ့သူတွေဆရာတွေဆိုတာမရှိဘူးပြဒီမှာသင်တန်းတွေလည်းမရှိဘူးအဲ့တော့ကျွန်တော်တို့ Google တွေရှာဖတ်ရတယ်ပြီးလို့ရှိရင်ဒီ YouTube တွေမှာလေ့လာရတယ်ဗျအဲ့ရနေမှာတစ်ဆင့်အဲကိုယ့်ဘာကိုပြန်ပြီးတော့အိမ်မှာလိုက်ပြီးတော့ဆန်းလို့ကြည့်တယ်အဆင်ပြေတာတွေရှိတယ်မပြေတာတွေလည်းရှိတယ်ပေါ့အဲ့ထက်ကနေမှအလုပ်ပါများလာတဲ့အခါမှာဘယ်လိုပုံစံမျိုးဆိုရင်ကျွန်တော်အတွက်အဲကျွန်တော်ကံအတွက်အဆင်ပြေမလဲဆိုတော့တည်လာပြီးတော့ဖြည်းဖြည်းချင်းလေးပဲကျွန်တော် အဲအချိန်တော့ပေးရတာပေါ့ဖြည်းဖြည်းချင်းလေးပဲဒီလိုလှုပ်လာတဲ့အခါမှာဖြည်းဖြည်းနဲ့ဘလို့ကံမျိုးလုံးမယ်ဆိုလို့ရှင်ဟိုဘလို့ခက်ခဲရှိလဲဆိုတာသိလာပါပို့ပြီးတော့ကောင်းလာပါတယ်ဟိုစလှုပ်ခဲ့တော့လက်ရအောင်ခုချိန်မှာပြန်ကြည့်လိုက်တယ်ဆိုရင်တော့ဒါပြောရမယ်ဆိုရင်ဟာတာတစ်ခုလိုမျိုးဖြစ်နေတာပေါ့နော်ဒီဗီဂနာလက်ရနဲ့အဲကိုကျွမ်းကျင်သွားတဲ့အခါလှုပ်တဲ့လက်ရနဲ့တော့မတူဘူးပေါ့ကြားထဲမှာအဲ့လိုမျိုးဖြစ်အောင်လဲကျွန်တော်အချိန်ကြီးက9နှစ်6နှစ်လောက်ကျွန်တော်ပေးခဲ့ရတာဖြစ်တဲ့အတွက် ဒီလက်ရပိုင်းကတော့꽈သွားတယ်အဲ့လိုမျိုးဖြစ်ဖို့အတွက်ဆိုတာလည်းကျွန်တော်တို့ကဒီဟာကိုအများရန်ထိတွေ့နေမှာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီကံလေးတွေကိုကျွန်တော်ဝါသနာပါနေုံနဲ့လည်းမရအလုပ်လို့မရဘူးနောက်တစ်ခုကဒီကံလေးတွေလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ပတ်စံရှိနေုံနဲ့လည်းမရဘူးနှစ်ခုလုံးကျွန်တော်တို့ရှိမှရမှာအဲ့တော့ကျွန်တော်မှဆက်လို့တော့ကျွန်တော်ဝါသနာပဲရှိတယ်အဲ့တော့ပတ်စံကျွန်တော်မှမရှိတဲ့အတွက်ဒီကံလေးကိုကျွန်တော်ရှိတာလေးနဲ့အကောင်းဆုံးဖန်တီးတယ်ပြီးလို့ရှိရင်သဘောကျတဲ့သူရှိရင်ကျွန်တော်ရောင်းပေးလိုက်တယ် ရောင်းပေးပြီးတော့ရလာတဲ့ပတ်စံနဲ့နောက်တဲ့ဒီဇိုင်းတစ်မျိုးကိုကျွန်တော်ထပ်ပြီးဖန်တီးရဲ့ပေါ့နော်အဲ့လိုမျိုးဖန်တီးပါများလာတဲ့အခါမှာလက်ရာအစနဲ့အခုနဲ့ဆိုလို့ရှိရင်တော်တော်ကြီးအဲ့လိုမျိုးကွာလာတော့ပါပုံစံကွဲရတော့၄မျိုးရှိပါတယ်ဗျအဲအကွာရီယန်ဆိုတာကတော့ကျွန်တော်တို့ဒီရေအောက်တရားရာခိုင်နှုန်းငါးလေးတွေနဲ့ဒီအပင်လေးတွေနဲ့ပေါ့နော်အဲ့လိုမျိုးတွဲပြီးတော့မွေးရတဲ့ရေအောက်အပင်ကပေါ့နောက်တစ်ခုကကြတော့ဒီ ရေကွန်ကန်လေးတွေရှိရပြ။အဲ့ဒါလေးကကျတော့ fluoridian လို့ခေါ်ပါတယ်။နောက်တစ်ခုကကျတော့လုံးဝရေမပါပဲနဲ့ဒီရေလေးနည်းနည်းလောက်ပဲဖြန်းပေးရတဲ့ဒီအပင်ကန်မျိုးပေါ့။သူကကျတော့ဒီ insect လေးတွေနဲ့ဒီပေါ့နော်အပင်လေးတွေနဲ့ဒီဖန်လုံးလေးတွေမှာအပြန်အလှန်ကျွန်တော်တို့ကဘာကြီးမှာလူတွေနဲ့အပင်တွေအပြန်အလှန်အကျိုးပြုသလိုမျိုးသူတို့ကအထက်မှာအကျိုးပြုနေတာပေါ့။ဒါသူတို့အတွက်အဲကဘာငယ်လေးတွေပေါ့။အဲ့ဒါကိုကျွန်တော်တို့ tharian လို့ခေါ်တယ်။နောက်ဆုံးတစ်မျိုးကကျတော့ဒီ riparian လို့ခေါ်တာပေါ့။သူကကျတော့ ဲရေတကုန်နေပါရင်မဟုတ်တော့ဘဲနဲ့ဒီ aquarium ကနေမှထပ်ပြီးတော့ဖြစ်ဖြစ်လာတာပေါ့အဲ့ဒါကကြတော့ riverian ဆိုတာကကြတော့ဒီရေမျက်နှာပြင်မှာနည်းနည်းသစ်ဆွေးတုံးတို့ဒီကြောက်တုံးတို့အပင်လေးတွေတို့ပေါ့နော်တကယ်မြေချောင်းအိမ်နေမှာရှိရပုံစံမျိုးလေးတွေထိုးထွက်နေတဲ့ပုံစံမျိုးလေးတွေ riverian လို့ခေါ်ပါတယ်အဲ့ဒါအအပင်ကန်လေးမျိုးပေါ့ကျွန်တော်တို့သိရသလောက်ဆိုလို့ရှိရင်ရှိပါမယ်ဒီကောင်လေးတွေကတခြားအသေးစိတ်လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီအပင်ကန်လေးမျိုးလုံးကတစ်မျိုးချင်းစီကတဘာဝပတ်ဝန်းကျင်နဲ့နေရာတိုင်းမှာဆက်ဆက်နေပါတယ် ဒီကောင်လေးတွေကပြောရမယ်ဆိုလို့ရှိရင်အနုပညာတစ်ခုဆိုရလဲဟုတ်တယ်နောက်တစ်ခုကတဘာဝတစ်ခုဆိုရလဲဟုတ်တယ်တဘာဝနဲ့အနုပညာနဲ့ပေါင်းပြီးတော့ဖန်တီးရတာဖြစ်တဲ့အတွက်ဒီကောင်လေးတွေကဟိုပြောရမယ်ဆိုလို့ရှိရင်ဝါသနာပါမောက်ဖြစ်မှာဒီတဘာဝကိုလည်းချစ်မြတ်နိုးတဲ့စိတ်ရှိရမယ်နောက်တစ်ခုကကိုယ်တိုင်ကဒီဖန်တီးနိုင်စွမ်းပေါ့အနုပညာအမြင်ပေါ့ရှိဖို့လိုတယ်အဲ့တော့ဒီဟာလေးတွေကိုဖန်တီးမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ငါးလေးတွေနဲ့အပင်လေးတွေနဲ့ဘလို့အပြန်လန်အကျိုးပြုလဲဆိုတာတွေတည်လာလိမ့်မယ် အဲနောက်တစ်ခု tarian လေးတွေကိုကြည့်မယ်ဆိုလဲဒီထဲမှာရှိရဲ့ inset လေးတွေနဲ့အပင်လေးတွေနဲ့အပြန်လည်အကျိုးပြုနေတဲ့ပုံတွေဥပမာပြောရမယ်ဆိုလို့ရှိရင်ဒီ inset လေးတွေကနေဒီရှူထုတ်လိုက်ရှူပြီးတော့အသက်ရှူပြီးတော့ပြန်ထုတ်လိုက်တဲ့ဒီ carbon dioxide ကိုဒီထဲမှာရှိရဲ့ moss လေးတွေအပင်လေးတွေကနေသူတို့ကအလင်းရောင်နဲ့ပေါင်းပြီးအစာချက်ပြီးတော့သူတို့က inset လေးတွေအတွက်ပေါ့ oxygen ပြန်ထုတ်ပေးတယ်အဲ့လိုမျိုးကျွန်တော်တို့ကဘာကြီးမှာလဲပတ်နေသလိုမျိုးပေါ့နော်ဒါတေချာလေးလာမယ်ဆိုလို့ရှိရင်ဟိုမိုးရွာသလိုမျိုးလည်းဖြစ်တယ်ပေါ့ အပြန်အလှန်အကျိုးပြုနေတာရှိတယ်ကျွန်တော်တို့ဒီကန်လေးတွေကိုရေဖြန်းပေးလိုက်မှာဆိုလို့ရှင်ဖြန်းလိုက်တဲ့ရေကအောက်ကိုကျသွားမယ်အဲနောက်တစ်ခုကျွန်တော်ဒီအလင်းပေးလိုက်တဲ့အချိန်ကြာလို့ရှင်အပူချိန်နဲ့သူကရေငွေ့ပြန်ပြီးတော့အပေါ်မှာငွေ့ရေဖွဲတယ်ပြီးရင်ရေစက်လေးတွေဖြစ်နေဒီကန်လေးထဲမှာပဲမိုးရွာတယ်လို့မျိုးအောက်ကိုရေတွေပြန်စီးကျနေပဲပေါ့နော်နောက်ထပ်ရေအများကြီးဖြန်းကြမလို့တော့ဘူးအဲ့တော့ဒီကောင်လေးကိုလေးလာကြည့်မယ်ဆိုလို့ရှင်တဖြည်းဖြည်းနဲ့ဟိုကိုအားပါဒီဒီကဘာကြီးထဲမှာအင်းဆက်လေးတကောင်ပုံစံမျိုးဖြစ်နေတာတော့တဖြည်းဖြည်းချင်းတိလာလိမ့်မယ် အဲနောက်ပြီးတော့ဒီသဘောပေါ်မှာရှိတဲ့အပင်လေးတွေတံမိုးကြီးတွေဖြစ်စေနဲတွေဖြစ်စေပို့ပြီးတော့တံမိုးထားတတ်လာလိမ့်မယ်ဗျသဘောဆံမိုးဆိုလို့ရှိရင်ကျွန်တော်တို့ကလူလှုပ်ထားတဲ့ပုံစံအဓိကမဖြစ်ရဘူးသဘောပေါ်မှာရှိတဲ့ပုံစံအတိုင်းပဲတချို့တွေကြောက်တုံးအကြီးတွေရှိမယ်အသေးလေးတွေရှိမယ်အဲ့လိုမျိုးမညီမညာလေးတွေလည်းဖြစ်ဖို့လိုတယ်နောက်တစ်ခုကဟိုကျွန်တော်တို့အဓိကဒီ 3D ပုံစံပေါ့နော် 3D ပုံစံပေါ်ဖို့လိုတယ်အဲ့ဒါကကျတော့ကျွန်တော်တို့ဟို ပြောရမယ်ဆိုလို့ရှိရင် rule of third တွေ polygraphy ပညာမှာပါတဲ့ဒီ rule of third တွေတို့ပြီးလို့ရှိရင်ကျွန်တော်ဒီ focal point တွေအဲ့ဒါတွေကိုတိထားဖို့လိုတယ်။အဲ့ဒါတွေကကျွန်တော်ကျွန်တော်တဖြည်းဖြည်းနဲ့စာရီရှာဖတ်ရတာပေါ့နော်ကျွန်တော်တို့လောက်ကြည့်ုံနဲ့မရဘူးစာရီရှာဖတ်ပြီးတော့မှဩဒီဟာဒီလိုမျိုးထားရင်ပို့ပြီးတော့လှနိုင်ပါလားဆိုတာကိုသိလာမှာပေါ့ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တတိယဒီကန်တေးသေးလေးထဲမှာနေရာအကြီးပုံစံမျိုးဖန်တီးတဲ့အခါဒါမှမဟုတ်ရင်နေရာအဝေးကြီးကိုရောက်သွားတဲ့ပုံစံမျိုးဖန်တီးတဲ့အခါမှာ ဟိုအဓိကသေးသေးလေးတည်းမှာဖန်တီးမယ်ဆိုလို့ရှိရင်အရန်ခက်တယ်ဒါပေမဲ့ဒီ rule တက်တဲ့ဒီ focal point တွေအကြောင်းကိုတည်သွားပြီဆိုလို့ရှိရင် ကျွန်တော်တို့ကဟိုကိုမျက်စိနဲ့အနည်းဆုံးအရာဝတ္ထုတွေကိုအကြီးဆုံးမှာထားပြီးတော့တဖြည်းဖြည်းဝေးသွားတဲ့အခါမှာသေးသွားတဲ့အရာဝတ္ထုတွေကိုထားပေးခြင်းအဖြစ်ပို့ပြီးတော့ရုပ်ကြွလာတယ်တတိပုံစံထွက်လာတယ်ပို့ပြီးတော့တဘာဝဆန်လာတဲ့ကံလေးတွေကိုရှာလာပါလိမ့်မယ်အဲရေအောက်ကံဆိုရင်တော့ကျွန်တော်တို့စီမှာအနည်းဆုံးတပေလောက်ကနေစပြီးတော့ အကြီးဆုံးကတော့ကျွန်တော်တို့ custom mic ပေါ့သူတို့လုံးရင်လုံးတလောက်ဟိုကျွန်တော်တို့အခုလက်ရှိလုံးနေတာဆိုလို့ရှိရင်ဆယ်ပေအထိရှိတယ်ဗျအဲအဲ့အဲ့လောက်ထိကိုကျွန်တော်တို့လုပ်ပေးပါတယ်ဟိုဒီထက်ပိုပြီးတော့ custom mic အပ်မယ်ဆိုရင်လည်းကျွန်တော်တို့တချို့ကြာလို့ရှိရင်အခုလုံးနေတဲ့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘားတွေဟိုပြီးလို့ရှိရင် hotel တွေမှာဆိုလို့ရှိရင်ဟိုကံအကြီးတွေပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံအပြည့်နီးပါးရှိတဲ့ကံအကြီးတွေလုံနေရတာလည်းရှိရဲအဲ့ဒီတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ တကယ်တဘာဝအတိုင်းပြီးတော့ဒီထိမ့်သိမ်းရတန်းနိုင်တော့အတ္တသာဆုံးဖြစ်အောင်ကျွန်တော်တို့ကအကောင်ဆုံးခံတီးပေးရတယ်ပေါ့နော် အခုလိုမျိုးကျွန်တော်လိုမျိုးဒီလိုဝါသနာရင်ခံပြီးလှုပ်ရှင်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ကမတိကြရှင်ကျွန်တော်ကိုလာမေးပါကျွန်တော်တီးသလောက်တက်သလောက်ကျွန်တော်ဒီမှာတန်တန်းတမမဟုတ်ဘူးကျွန်တော်ဒီမှာလာပြီးတော့မေးလဲလေးလာလို့အများကြီးရပါတယ်ကျွန်တော်တီးသလောက်တက်သလောက်အကောင်ဆုံးရှင်းပြပေးပါမယ်နောက်ပြီးတော့ဟိုဒီဟာကိုပတ်သက်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့စီဝါရေးတစ်ခုအနေနဲ့လုပ်ငန်းတစ်ခုအနေနဲ့လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် ပြန်ပြီးတော့ကျွန်တော် sharing လုပ်ပေးဖို့ရှိပါတယ်အကြံဉာဏ်လေးပေါ့နော်ကျွန်တော်ကြုံခဲ့ရတဲ့အမားတွေကိုဟိုနောက်လာမဲ့ဒီဟိုပါပေါ့နော်ဝါသနာရှင်တွေအတွက်နောက်ကြုံရမဲ့ဝါသနာရှင်တွေအတွက်သူတို့မကြုံရအောင်ကျွန်တော်ပြန်ပြီးတော့မျှဝေပေးကြပါတယ်အဲအားလေးအားပေးပါတယ်တကယ်ဟိုဝါသနာနဲ့အလုံးနဲ့ထပ်တူကြတာပြောစရာကောင်းပါတယ်